အမြနားလဲအောင်အလွယ်တကူပြောကြဆိုဆိုရင်တော့ပရိသတ်ယသစ္စာမတီးရင်ဓမ္မမတီးဘူးတဲ့သစ္စာမတီးရင်သစ္စာဒီမဓမ္မတီးတယ်နှလုံးသားမှာစင်္ထာဝရဓမ္မတွေတီးနေဖို့ရအဓိကအလိုအဆုံသောအကြောင်းသည်ဘာလဲသစ္စာတီးကြမှာဒီနေ့လောကကြီး ကဘာကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်ပရိသတ်ရေတော်တော်များများဟာသစ္စာမဲ့လာတယ်နော်သစ္စာတရားထိမ့်သိမ့်မှုမရှိချာလူလောကကြီးတစ်ခုလုံးဟာတော်တော်များများ သစ္စာတရားတွေကင်းမဲ့လာသစ္စာကင်းမဲ့ကြသလိုပဲတဲ့သူတော်ကောင်းလက္ခဏာလည်းပဲပရိသတ်ရေယွန်းပြက်လာကြတယ် သူကျေစုတည်ခြင်းဆိုတဲ့ကတိညုတ္တပြီးသည်အာလျောစွာသူကျေစုကိုဆတ်ခြင်းဆိုတဲ့ကတဝေတိထိုသူကျေစုတည်ခြင်းသူကျေစုဆတ်ခြင်းဆိုတဲ့သူတော်ကောင်းလက္ခဏာတရားပရိသတ်ရေတော်တော်ကြီးကိုပဲခေါင်းပါသွားပြီမဟုတ်လားကတိညုတ္တကတဝေတိပုဂ္ဂိုလ်ကြီးတွေဟာလောကမှာရာခဲတဲ့ဒုံလဘပုဂ္ဂိုလ်ကြီးတွေပါ ခဏိဘုန်းကြီးတို့ခေတ်ကကျေးဇူးများများရှိလေများများဆွတ်လေပဲမဟုတ်လားကျေးဇူးရှိမှကျေးဆွတ်တယ်ကျေးဇူးကမ်းတယ်ဒီလိုမဟုတ်လားသာသမီကလည်းမိဘတုပြီးတော့ရမ်းဖြစ်နော်တန်ဖိုးမရှိတဲ့ပစ္စည်းဝတ္ထုကိုအမိပြုပြီးတော့တန်ဖိုးကြီးမားကြတဲ့သာမီချင်းထားရမယ်မေတ္တာဤကိုမောင်နှမထားရှိရမယ်မေတ္တာ အချင်းချင်းစောင့်ရှောက်ကြရမယ်သစ္စာတရားတွေဟာပရိသတ်ရေမရှိကြတော့ဘူးတဲ့မေတ္တာသစ္စာတရားတွေခေါင်းပါလာရင် သူတော်ကောင်းလက္ခဏာယွင်းပြက်သွားတယ်ဘာလက္ခဏာယွင်းပြက်သူတော်ကောင်းလက္ခဏာတွေယွင်းပြက်သွားပြီဆိုရင်အဲ့ဒီလူသားတွေကိုစောင့်ကြပြီးတော့နေကြတယ် တမ္မာဒေဝနတ်တီဆိုတာရှိတယ်ပြိတ္တိုက်နော်လောကကြီးကိုစောင့်နေတဲ့လောကပါဠနတ်တီရှိတယ်ကိုစောင့်နတ်တီရှိတယ်ကိုမှစောင့်တဲ့ကိုစောင့်နတ်တီကကိုကသူတော်ကောင်းလက္ခဏာပြည့်စုံပြီးတော့နေခဲ့ရင်ကိုမှနတ်ကောင်းစောင့်မလားနတ်ဆိုးစောင့်မလားလို့မေးဘယ်လိုပြောနတ်ကောင်းစောင့်ရမယ်ပေါ့ ဘယ်နဲ့ဒီစောင့်တယ်လဲလို့ပြောကြဆိုဆိုတော့တမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေစောင့်တယ်နော်သူတော်ကောင်းလက္ခဏာယွင်းပြက်ပြီဆိုတော့နတ်ဆိုးတွေမိစ္ဆာနတ်တွေဝင်လာတတ်တယ်မိစ္ဆာနတ်ကဘယ်နတ်တွေလဲလို့ဆိုတော့တကုတ်ဣတိပတ်ရှိကြတဲ့မိစ္ဆာကောင်းတွေတယ်ရဲတို့ဘလူတို့သဘတ်တို့ဆိုတာတွေပေါ့ဗျာ လေရီဆိုတော်ကြီးကတရားကိုလူနီးတဲ့ဘလူကိုလူနဲ့တပတ်ကြတော့လူဖြူးတဲ့ဟုတ်လားလေရီဆိုတော်ကြီးရဲ့ကောသူရာဒီပဏီကျမ်းမှာရောကန္တရာဒီပဏီကျမ်းမှာဒီတော့အဲ့ဒီတရားတို့ဘလူတို့တပတ်တို့ဆိုတဲ့ပုံကိုယ်တွေကြည့်လိုက်တော့ပရိသတ်ကြီးမေတ္တာကရုဏာမရှိဘူးသူတို့နှလုံးသားတွေဟာကြမ်းထမ်းတဲ့ရက်ဆက်တဲ့ယုံမှား သူတို့ရဲ့ဘဝယက်ဒီဖို့အစာအသောက်ကသူများအသွေးအသားကို စားတော့တာသူများ အသားကိုစားတာဘလူဘာစားတယ်လဲလို့မေးများသောအားဖြင့်ပရိသတ်ကြီးလူသားပဲမဟုတ်လားဘလူရဲ့အကြိုက်ဆုံးအစာသည်လူသားပဲကြံတဲ့အသားလည်းချမ်းသာမပေးဘူးစားတာပဲဒါတော့အဲ့ဒီမိစ္ဆာနတ်တွေဟာ လူလောကကြီးတဲကိုဝင်ရောက်ဖို့အခွင့်အရေးသာသွားပြီတဲ့ဘယ်သောများလူသားစားရပါမလဲလို့အစာကိုချောင်းနေကြတဲ့ဘလူတွေပြိတ္တရဲ့အခွင့်ကောင်းသာသွားတယ်နော်လူသားတွေသူတော်ကောင်းလက္ခဏာယွင်ပြပြီးတော့လာခဲ့ပြီဆိုရင်အမြဲတမ်းလူသားစားဖို့ချောင်းမြောင်းနေကြတဲ့ဘလူသဘက်စားတော်မိစ္ဆာကောင်းတွေ နေရာရပြီတဲ့အခွင့်သာသွားတယ်လူတွေကိုကျင်းပြည့်ရင်မိစ္ဆာကောင်းတွေရအစာဖြစ်မယ်နော်တိုင်းပြည်တပြည်မှာအုတ်ချုပ်မှုအကြီးအကဲကင်းနေတဲ့အုတ်ချုပ်ရေးရန်တရားကြီးယွင်းပြက်သွားပြီဆိုရင်တိုင်းပြည်အတွင်းမှာငုံလျိုးနေတဲ့ခေါသာသဘုံသက္ကံတွေပြိဿရီထားကြွတောင်းချမ်းမလာဘူးလား အဲ့ဒီအခါကျတော့တိုင်းသူပြည်သားတွေစားကောင်းမစားရအိတ်ကောင်းမစားမအိတ်ရစိုးရင်စိတ်တွေပူပန်စိတ်တွေနဲ့အချိန်ကုန်ကြရတယ်အဲ့ဒီသဘောလိုပဲတဲ့သမ္မာတေဝနတ်ကောင်းနတ်မြတ်တို့အဆောင်ကျကင်းသွားရင်သဘုံသကံနဲ့တူလာတဲ့ခောသားဓာမြတ်နဲ့တူလာတဲ့မိစ္ဆာနတ်တရားပရိသတ်ကြီးထားကြွတောင်းချမ်းလာကြလိမ့်လူတွေသူတော်ကောင်းလက္ခဏာချုပ်ရင်းချင်းရဲ့အပြစ်တော့ ဒီတော့ဒီမိစ္ဆာကောင်းတွေကဘာလောက်ကြတယ်လဲဆိုတော့လူတွေယောဂအမျိုးမျိုးဖြစ်အောင်လုပ်ဘေးဥပအမျိုးမျိုးကြအောင်လုပ်ဒီတော့မှလူတွေသေးသေးတော့စားအစတော့ဒီလိုပဲနောက်ကြတော့လူတွေပုဝင်ကလူအသွေးစားလူအသွေးသောက်လူသားစားပေါ့လေအဲ့ဒီလူကနေနောက်ဆုံးလူအသွင်နဲ့ပြိတ္တရဲ့လူแท้ကိုရောက်လာကြတာ လူအသွင်နဲ့ရောက်လာပြီဆိုတော့လူနဲ့မတူဘူးဒီကောင်လေးကဘယ်လိုဖြစ်လာသလဲလို့ဆိုတော့သူတို့နှလုံးသားတွေဟာကြမ်းတယ်သူတို့အလုတ်တွေဟာရက်ဆက်အတ္တအဖြတ်အင်မတန်ကြွကျင်းညတယ်လူသားကောမှစားတယ်လူသွဲကောမှတောက်မယ်လူလူချင်းပရိသတ်ရင်မတတ်ဘူးလား လူလူချင်းတတ်တာအဆိုးဆုံးပေါ့အဲ့ဒီလူလူချင်းတတ်နေတာတရားပရိသတ်ကြီးလူတွေမဟုတ်ဘူးလူဆိုရင်လူမတတ်ဘူးနော်ဘာတွေလဲဩပြိုက်ဆာမကြဲကြဲလေးဘာတွေလဲလောကကြီးတစ်ခုလုံးကဘာကြီးတစ်ခုလုံးပရိသတ်ကြီးဘလူတွေများလာပြီနော် အသွင်ကတော့လူပဲတဲ့စိတ်ကဘာစိတ်ပေါ့အများကြီးပဲအပြောအဆိုကြမ်းတယ်အနေအထိုင်ကြမ်းတယ်အစားအသောက်ကြတော့လဲကြမ်းထမ်းတယ်ဘာစားလဲသူများအသားမှာစားတာနော်ဒီတော့အသားစားတာဘယ်သူလဲတို့ပေတာအသားမစားဘူးလားအမလေးဘလူတွေအများကြီးပဲနော် အသားစားတဲ့တတ္တဝါတွေဟာများသောအပြင်ဘဝကျမ်းကလာကြတာများတယ်။ရက်ဆက်ကျမ်းကျုပ်တဲ့ဘဝနဲ့နီးကပ်တယ်လို့ဒီလိုသတ်မှတ်ရတယ်နော်။ဒါတော့လူလောကရဲ့ကုသိုလ်ကံအကြောင်းထောက်ပံ့လို့လူရဲ့လို့လာဖြစ်ပြမယ်မဲ့သူ့ဘဝကိုအကဲခတ်ကြည့်လိုက် သူ့အနေထိုင်အပြောအဆိုအစအသောအမှုအရာကြည့်ရင်ပြိဿရဲ့ အတိတ်ရဲ့အရေးကလေးတွေဟာခံမှန်းလို့ရတယ်နော်ဒါတော့ဘဝကျမ်းကလာကြတဲ့ပုဂ္ဂိုလ်တွေရဲ့စားတာတောက်တာကိုကြည့်ရင်ညာတော်အပြင်အစာကျန်တယ်အသားအကြိုက်များတယ်ယာကကျူတယ်ဒေါသကျူတယ်ဣဿာမိစရိယမမနာတွေမောကြွားထောင်လွှမှုတွေများတယ်တဲ့အဲ့ဒါဘဝကျမ်းကလာတာညာတော်အပြင်ဘလူဘဝကနိကတ်ကြတာ အသာစားဆိုတာလည်းပဲစားစားရှိရင်စားချင်တာပဲမဟုတ်လားဘုန်းကြီးတို့ပရိသတ်ခွေးသားစားလားစားပါဘူးဗျာဘာလို့မစားခွေးပါစားမစင်စားတာခွေးမစင်စားတာသိတော့ယွန်ပွဲဖြစ်လို့မစားဘူးအဲ့ဒါစားစားမရှိလို့စားစားရှိတဲ့လူကြတော့စိတ်ကြုံသားစားရင်ငှက်ဖြားတော့ပျောက်တယ်တူကစားတာကို စားတော့စားတဲ့လူအဖို့ရှာတာစုတာနော်ဒီတော့ဘုန်းကြီးတို့တရားဓမ္မတွေမေတ္တာကမ္မထံကိုစီးပြန်းတဲ့မေတ္တာဝါဒသမဟာအသားစားရှောင်ဝါသုဒ္ဓနာဒူရင်ဆောက်တည်နေတဲ့ဒူရင်ဆောင်ပုဂ္ဂိုလ်ဟာအသားစားရှောင်ဝါတယ်မွေသားကိုစားရင်ဘယ်သူအသိမွေရသိတယ်လို့ကြားဘူးလား ဘုန်းကြီးတို့ငယ်ငယ်တုန်းကလူကြီးတွေပြောတာနော်အသားကြိုက်တဲ့တတ္တဝါတွေဟာအသားစားလာတာကိုပရိသတ်ရင်သိတယ်ဒီအခါဒီသုတ်တနာဒူရင်ဆောက်တည်တဲ့ပုဂ္ဂိုလ်အတွက်အန္တရာယ်အင်မတန်ကြီးတယ်တဲ့ပရိသတ်ရင်မိစ္ဆာကောင်းတွေကအန္တရာယ်ပြုဖို့အခွင့်သာတယ်နော်ဒါကြောင့်သုတ်တန်တို့ရင်ဆောက်တည်တဲ့ပုဂ္ဂိုလ်ရဲ့အင်္ကာထဲမှာအရေးကြီးဆုံးအချက်ဟာပရိသတ်ကြီးဘာမစားရဘူးလေ မေတ္တာကမ္မဋ္ဌစီပြံမေတ္တာဝါဒီပုဂ္ဂိုလ်ဟာလည်းအသားစားရှောင်ရတယ်ဒုပိသလည်းမေတ္တာကမ္မဋ္ဌသမားတွေပဲမဟုတ်လားအခုကိုသေးတို့မတ်ကျူတို့ဝင်နေတဲ့စာအုပ်လေးတွေလက်ထက်ရောက်မှာပါဖတ်ကြည့်ပြီးပြီလားပါတယ်လေမေတ္တာဘို့တွေပဲနော် အရှိအယနာနေချာကုံသောလူနာပြမသတ္တဝါတို့သည်ဘေးရန်ကင်းကွာကြမ်းမှချမ်းသာကြပါစေ။ဘာလို့ထား။ဒကမာကြီးကမေတ္တာတွေပို့လို့ရှေ့ရတောင်ရအနောက်ရမြောက်ရထက်အောင်မေတ္တာပို့ရင်တဏ္ဍာကနေလှမ်းပြီးဩရဟဲ့သမီး။ဟိုမှာကျက်သားဆံပြုတ်အိုတဲထားတယ်နော်အဲ့ဒါကျက်သားနူးနတ်နေအောင်ပြုတ်ခဲ့။ကောင်းသေးလား။ ပို့တော့မေတ္တာကြက်သားဆံပြုတ်နုနပ်နေအောင်ပြုတ်ဒီတော့ဒီမေတ္တာစွန့်သေးလားကရဏီယမထာကုသလေနာယန္တသန္တံပရံအဘိသမိသသကောဥဇုဇသူဟုစုဇသဝဇောဇသမုရောနာဒီမာနီဘောက်တာမေတ္တာသုတ်ရွတ်တာမဟုတ်လားတကာကြီးရတကာကြီးရဝသားချက်ကတဲကောင်းတာပဲ ပရိသတ်ယဒီမေတ္တာစွမ်းသေးလားစွမ်းပါဘူးခမလေးမိစ္ဆာကောင်တွေကတော့ပြုံးမယ်နော်တကလည်းစဘုံကြီးလည်းစအသံကမေတ္တာသံစတာကအသာဘယ်ကလာဒီမေတ္တာစွမ်းရော့မလဲတတိထားရမယ်ချက်ကလေးနော်ဒါကြောင့်သူအသားစမ်းစာရှိရင်ပရိသတ်ကြီးဗါတယ်လေ ခွေသာခွေမစင်စားလို့ယွံပွဲဖြစ်လို့မစားကြဘူးဝတ်သားကိုဝတ်ပါစားတယ်ဘာလို့ဝတ်သားစားပရိသတ်ရေသတိထားနော်စားစားရှိလင်စားခြင်းခြင်းစားလင်မဆုံးရှိတော့သည်ဝတ်သားကြတော့စားတယ်စားစားရှိတယ်အမဲသားလည်းဟောတချို့ကြတော့ နွားရီဟာကျေးဇူးရှင်နဲ့မစားရဘူးဒါကြောင့်သားတို့သမီးတို့အမဲရှောင်ပါမန်သားရှောင်ပါလူကြီးတွေမပြောဘူးလားပြောပါဘူးအောက်ကြီးကတော်တော်များများပြိတ္တရဲ့အမဲရှောင်တယ်နော်ကိုတိတ်တို့အညာကတော်တော်များများအမဲသားစားတယ်ဒီတော့ဘုန်းကြီးတို့ဆုံးဝိုင်းတဲ့ခုမှဘုန်းကြီးတွေစုံကြတော့အဲ့ဒီမှာအမဲနဲ့ပါတာကိုဗျဘုန်းကြီးတစ်ပါးကသူ့တငယ်ချင်းဘုန်းကြီးတစ်ပါးပဲတို့ပေးတယ်အမဲဟင်းကို ဒီတော့ဟိုကိုတော်ကပြန်တိုးတယ်ကိုတော်မစားဘူးလားမစားဘူးတဲ့ရှောင်ထားတယ်ဒီတော့စားတဲ့ဘုန်းကြီးကဘာပြောလဲဆိုကိုတော်အဲ့ဒါမိုက်တာပေါ့ဘာဖြစ်လို့ကျေးဇူးရှင်သေသည့်တိုင်အောင်ချီးမြှောက်ရမယ်သူကစားတာကိုဗျသေပြီးတဲ့နောက်ထောင်ချီးမြှောက်ရအောင်မယ်နော်ဒီတော့သူအသားကိုစားရင်ပြိဿရေကိုအသားလည်း လူစားလိုက်မယ်နော်စားမဲ့လူတွေကခြောက်နေပြီမို့လားဒါဖြင့်ဆိုလိုက်စမ်းမသူအသားကိုကစားကိုအသားသူကစားသူစားကိုစားဣနပါဟိုကလည်းတော့မီအေးသူအသားနာနာစားတာနော် ဘလူတွေသဘတ်တွေသရေတွေက မသိဘူးလားကိုအသားလည်းသူစားလိမ့်မယ်အဲ့တော့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာနေ့စဉ်နေ့စဉ်သားကောင်းတွေတတ်နေတာပြိဋ္ဌာယစိတ်မန်းကလူတွေသာသနာပန်ကလူတွေကြားမှာပါမလို့တချီတချီဒီဘက်ကတော့ဖြတ်ဖြတ်သွားနေသေးတယ်နော်တတိုင်းမြေလုံးကြည့်လိုက်ရင်တနေ့ကိုနွားအ ਨੇ ဆုံး1000လောက်တော့သေလိမ့်မယ်ထင်တယ် တရတထောင်လုံးနဲ့ဆိုရင်တလဆိုတော့၃တောင်းတနည်းဆိုတော့၃သိန်း၆တောင်းဆယ်နှစ်ဆိုတော့မဲခဏတွက်ဆက်ချပေးအောင်မထင်ပိသက်ကြီးကွန်ပျူတာခေတ်၃သန်းနဲ့၆သိန်းသိလိုက်တဲ့တတ္တဝါတွေနော် စားတဲ့လူတွေရှိတော့တတ်တဲ့လူကလည်းအရင်အနည်းတွေတိုးပြီးတော့ပရိသတ်ကြီးပိုသတ်တာပဲမဟုတ်လားဒီတော့စားတဲ့လူတွေမှာပရိသတ်ကြီးတတိထားရမယ်ချက်ကလေးဟာအရာခတ်သိမ်းတိုင်းကိုကြည့်ချရှုချတဲ့နေရာမှာရိုးရိုးအမေပေးလိုက်တဲ့ဒီပတာရမျက်လုံးလေးနဲ့တင်ကြည့်ရုံမပေးပါဘူးတဲ့ညံမျက်လုံးလေးထဲပါဘယ်မျက်လုံး ဘယ်ညာလဲလို့မေးတော့စူးစူးဆိုင်ဆိုင်ကြည်တတ်မြင်တတ်တဲ့ညာအဲ့ဒီညာဟာဘာညာလဲလို့မေးတော့ပရိသတ်ရေကံပီရညာမှာဘယ်ညာလဲကံပီရညာပေါ်လာရင်ပရိသတ်ရေသံဝေကညာဖြစ်မယ်ကံပီရညာပေါ်ရင်ရှေးလူကြီးတွေရှေးစတော်တွေပြောကြ လူတွေမြုပ်တဲ့သင်္ချိုင်းကိုလူတွေကသင်္ချိုင်းပြောနေတာသင်္ချိုင်းအစ်စ်ကဗားတယ်လေလူပါဇတ်မဟုတ်လားဝတ်သားလဲထဲလိုက်တာပဲအမဲသားလဲကျက်သားလဲဘရစ်ကျော်လဲဟုတ်လားအကုံစားပဲပရိသတ်ရလာသမျှအလောင်းကောင်းနေအကုံမြုပ်တာအဲ့တော့အတိတ်ရဲ့အရင်နမိတ်တွေဟာပရိသတ်ရဲ့အရှိန်ပါပြီးတော့ တပသူရဲ့အသားကိုကိုစားလာတော့ဩငါအသားလည်းပဲသူလို့ဆိုဘယ်နဲ့နေမလဲဒီအသားဆိုတာအတုပအပုပ်ကောင်ပဲလို့ပရိသတ်ရမမြင်တော့ဘူးနော်အသားငန်းငန်းနဲ့မစားဘူးလားလူတွေရဲ့နှလုံးသားတွေဟာရက်စက်လာတယ်ကြမ်းကြုတ်လာတယ်မေတ္တာကရုဏာတွေကင်းပြီးတော့လာတယ် သူကျေစုသိချင်းစောတဲ့သူတော်ကောင်းလက္ခဏာတွေယွင်ပြည့်ပြီးတော်လာကြပြီဧကံ వీ ရညာတာပေါ်လာခဲ့မဲ့ဆိုရင်တန်ဝေကဓမ္မမဖြစ်ဘူးလားအရာရာတိုင်းကို မထိန်သိမ့်ဘူးလားအဲ့ဒီတန်ဝေကဓမ္မပေါ်လာပြီဆိုရင်ပရိသတ်ရဲ့သစ္စာလည်းထိန်သွားတယ်နော်သစ္စာတည်ကြပြီဆိုတော့ဓမ္မလည်း တိပိတဲ့ယသခြင်းပုဂ္ဂိုလ်ဟာသစ္စာသစ္စာတရားသည်နှတိမရှိဘူးနှတိသစ္စာသစ္စာမတိကြဘူးတတံထောသစ္စာမရှိသစ္စာမတိတဲ့ပုဂ္ဂိုလ်အားဓမ္မောဓမ္မဆိုသောတရားသည်ကုတ္တအထေအဘယ်မှလည်းတိရှိနိုင်ပါတော့အန္တတိ အေးကိုယ်ဟာလက်စာသူများကိုလည်းစအောင်တိုက်တွန်းနော်အသားထလိုတယ်အသားများများစားပါသူကဘာစားအသားစားတိုက်တွန်းရင်တိုက်တွန်းရင်နဲ့ကလေးတွေလည်းအသားကျွေးရင်နဲ့ပရိသတ်အတိတ်ရဲ့အချိန်တွေပါပြီးတော့အသားမပါဒီကလေးတွေလည်းမစားဘူးအဲ့ဒီကနေအသားစားလေးတွေဖြစ်လာတာပဲမဟုတ်လား ဒီတော့အသာစားတဲ့နေရာမှာဘုန်းကြီးတို့ခေါဏပြောခဲ့ပြီဘသူစားဘလူတပတ်သစီတရမိစ္ဆာကောင်းနေမောင်လားဒီတော့မိစ္ဆာကောင်းနေစားတဲ့ကရုဏာမေတ္တာကင်းတဲ့ရက်စက်ကြမ်းကြုတ်သူတို့သွေးစွန်းသောလက်ရှိသူတို့ပြုလုပ်ပြီးတော့နေတဲ့ဒီလုပ်ငန်းမျိုးကိုဘုန်းကြီးတို့ပြရိသတ်မိမိတို့အနေနဲ့လုပ်တဲ့မလုပ်တဲ့ပြုတဲ့မပြုတဲ့စဉ်းစားဖို့ချိန်တန်ပြီနော် အတိတ်ကကြမ်းလာတာတွေကိုဒီဘဝမှာအစတ္တမယနာနိုင်ကြရဲ့။သွားရမယ်လမ်းသည်တဲ့နူးညံ့သောလမ်းမဖြစ်နိုင်ဘူး။ကြံထံသောလမ်းဖြစ်လိမ့်မယ်နော်။ကြံထံသောလမ်းဆိုတော့ဘယ်လမ်းလဲလို့မေးရင် လာလမ်းပြန်မှာပြိဿကြီး။ဘလူးလောကမှာဘလူးတွေအများကြီးတဲ့ကြီးလိုက်လို့ရှိရင်လူတစ်ယောက်ကိုဘလူး၃ယောက်နှုံးလောက်ရှိလိမ့်မယ်ထင်တယ်။ ဒီတော့အဲ့ဒီဘလူတွေဟာပရိသတ်ရေမစားရလို့ဗဇတ်ပြင်ပြီးတော့အငတ်ဘေးဆိုင်နေတာဣသီယိုးပီးယားတို့နေမှာပေါ့နော်စားခွင့်သာကြုံလိုက်လို့ကတော့အတင်းဟတ်တော့မှာပဲအဲ့ဒါသရိသာထားဒါကြောင့်အသားစားလာရင်သူ အသားကိုစားရင်ကိုအသားလည်းသူစားမယ်တဲ့ဤတော့အသားစားတဲ့ပုဂ္ဂိုလ်တွေဟာ ရက်ဆက်ကြံ့ကြုတ်တဲ့သူတွေနော်ဒီနေ့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓအဆုံးအမတွေကိန်းနေတာပဲမဟုတ်လားဗုဒ္ဓကတော့အသားမစားရဘူးလို့အထူးမပညာဘူးပြိဋ္ဌာယပညာလုံလည်းမဖြစ်ဘူးဘာကြောင့်လဲဆိုတော့အသားစားနေတဲ့နိုင်ငံတွေကိုဗျာနော်ဘုန်းကြီးဆိုတာတရားရကမမိတီနေရတော့ဒိဋ္ဌသုတပရိသင်္ကိတမြင်ခြင်းကြားခြင်းယုံမှန်တရားဖြစ်ခြင်း ဒီကောဒီပရိသုဒ္ဓအဲ့ဒီအစွန်သုံးပါလွတ်ရင်တော့ပရိသတ်ရည်စားဖို့စားဆိုပေမဲ့အသားကြီး10မျိုးတော့မစားရဘူးနော်မစားရင် အကောင်းဆုံးပေါ့ဘာဖြစ်လို့လဲဆိုတော့အသားစားရင်ယောဂများတယ်အန္တရာယ်များတယ်နှလုံးသားကြမ်းထမ်းတယ်ဘုန်းကြီးတို့မင်းကွန်းစတော်ကြီးတစ်ခါတစ်ခါတရားဟောရင်၄ငနာကြီးလောက်ပေါက်ချင်ပေါက်တာ ဒီလိုတရားတွေရှိပြီပလင်းကဆင်းလာပြီဆိုစတော်ကြီးညောင်းมาပဲအထင်းနဲ့လူတွေကရှင်မယားတပည့်တော်တို့ဝတ်ပြုခွင့်ပေးပါဝတ်ပြုပေးရစီဒီတော့စတော်ကြီးကလက်ကလေးကာပြီးတော့ဗာပြောမှာဒကာကြီးများတဲ့တိခံတိခံဘုန်းကြီးတို့က အသားမစားတော့မညောင်းတတ်ပါဘူးတဲ့မင်းကွန်တိပိကာရစတော်ကြီးအမိတ်နော်အသားစားရင်ဗာများ ယောဂများတဲ့အညောင်းများတဲ့တို့ပိဿာမညောင်းဘူးလားညောင်းပါဘူးဗျာဘာလို့ညောင်းတာလဲသာသနာ့ဘုရားဆရာကြီးကအသာစားတာမဟုတ်သူကပဲစားတာနော်မှန်ပါဗျာဘုန်းကြီးတို့ကအသာမစားလို့မညောင်းတတ်ဘူးတဲ့အသာစားရင်အညောင်းများသဘောအေအသာအစာများလာရင်ယောဂတုပြောတဲ့အန္တရယ်များပြီးတော့လာတယ်ရန်သူကိုဖိတ်ခေါ်တယ်လို့ဖြစ်တယ် ဘေးရန်သူတွေဖိတ်ခေါ်လဲမိษาကောင်းတွေဖိတ်ခေါ်တာနော်အခုတော့စားလိုက်ကြတာပရိသတ်ကြီးတောင်းပုံရပုံမဲမဟုတ်လား